ကွန်စာသုံးမှုကိုကန့်တတ်ချက်တွေနဲ့အတူပိတ်ပင်သွားမယ်ဆိုတဲ့ကောလာဟလသတင်းတွေကြောင့်ကွန်စာဆေးတွေနဲ့ဆက်ဆက်ပစ္စည်းအယောင်းဝယ်ဈေးကွက်တွေထပ်ဝက်နှီးပါကျဆင်းနေပါတယ်ကြော်စီရသတင်းပေးပို့ထားပါတယ်ရှင်ကွန်စာသမှုစီကံချက်တွေတင်းတင်းကျပ်ကျပ်ထုတ်ပြန်ပြီးကန့်သက်ပိတ်ပင်သွားမယ်ဆိုတဲ့သတင်းတွေနဲ့အတူကွန်ရောင်းဆိုင်တွေဖွင့်လှစ်နေတာကိုလည်း license တွေလျှောက်ထားရတော့မယ်ဆိုတဲ့ကောလာဟာလာသတင်းတွေကြောင့် ကွန်ရရောင်းချသူတွေအနေနဲ့ကွန်ဆာစီနဲ့ဆက်ဆက်ပစ္စည်းတွေကိုအရင်လိုပမာဏများများဝယ်ယူခြင်းမရှိတော့ဘူးလို့ကွန်ဆာစီနဲ့ဆက်ဆက်ပစ္စည်းအရောင်းနိုင်တူကပြောပါတယ်ဒီကောလာဟာလာတွေကြောက်တယ်တော်တော်လေးကြည့်တာရောင်းရတော့ပါသွားတော့အခုဒီဘာသာကြီးဒီစလေဟိုကဥပုလလည်းဖြစ်နေတယ်နောက်ကြောင်းခွဲလာဆိုလည်းပါတာလည်းပါပါတယ် ဒီကိုစားတဲ့ဟာကပတ်ပြောက်ဖို့ဆိုရတယ်အထက်ကစီစီကြကြမပြောလို့တော့ဒီကျွန်တော်တို့ဈေးဈေးဈေးတူဈေးရဒီ900ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေအားလုံးကစိုးရိမ်စိတ်တွေဖြစ်ပြီးတော့ရောင်းဝယ်လေးတိတ်ပြီးတော့မလုပ်ရကြအောင်အရှိမတူရကြတော့ဘယ်ပဲတန့်နေကွန်ဆာစီနဲ့ဆက်ဆက်ပစ္စည်းရောင်းချတဲ့လုပ်ငန်းလုပ်ကင်နေသူအများစုကမီယိုဖလာလုပ်ငန်းဖြစ်လုပ်ကင်လာတဲ့ပြင်ကွန်ဆာရာကြောင့်ရာဇဲမှုတွေမဖြစ်ပါဘူးလို့အဲ့ဒီလုပ်ငန်းလုပ်ကင်နေသူတွေကပြောပါတယ် ွန်ဆန်ရနဲ့ပတ်သက်ပြီးထိရောက်တဲ့ပြိပင်မှုတွေလုံးလိုက်မယ်ဆိုရင်တော့ကွန်နဲ့ဆက်ဆက်လုပ်ငန်းလုပ်ကင်သူတွေကိုပါထိခိုက်တဲ့အကျိုးဆက်တွေဖြစ်လာမှာပါကွန်ရောင်းတဲ့အချိန်မှာကွန်ရရောင်းလိုက်ပြီး100ဘိုးပဲဖြစ်စေ200ဘိုးပဲဖြစ်စေကွန်ရဆိုင်တွေကိုစီးကန်းထုတ်ရမှာပလတ်စတစ်တစ်လုံးတွဲပြီးလက်ဆောင်လက်ထဲကိုထည့်ပေးဖို့ကွန်စားပြီးတာနဲ့ဒီအိတ်ထဲကိုထွေးမယ်ဒီအိတ်ထဲမှာထပ်ပြီးတော့ဒီလူကိုထွေးပြီးတဲ့လူကိုလည်းထည့်ဖို့အတွက်ပုံးတွေကိုနိုင်ငံတော်ကစီစဉ်ရမှာဟုတ်လားစီပင်ဆိုရင်လည်းစီပင်ကစီစဉ်ရမယ်စားပြီးပြီဆိုရင်လည်း ရောင်းတဲ့ကိုမရောက်တော့အောင်ခွေးတဲ့နေရာမှာတခါတည်းပုံးတဲ့ကိုရောက်အောင်ခွေးနိုင်မှုအတွက်ကိုနိုင်ငံတော်ကစီစဉ်ပေးရမယ်အဲ့လိုမျိုးစီကန်းလေးတွေတဖြည်းဖြည်းတဖြည်းဖြည်းလှုပ်ပြီးတော့မှအချိန်ယူပြီးလှုပ်သွားပြီးလှုပ်လှုပ်ပြီးတော့မှပဲအဆင်ပြေလိမ့်မယ်လုံးဝအကြီးချက်ချင်းဆွဲကင်လိုက်မယ်ဆိုလို့ရှိရင်ဥမာနေနဲ့စားတဲ့လူလည်းဒုက္ခရောက်သွားမယ်ရောင်းနေတဲ့လူလည်းဒုက္ခရောက်သွားမယ်သူ့အနောက်မှာမိခိုးနေတဲ့လူတွေလည်းအားလုံးဒုက္ခရောက်သွားလိမ့်မယ်ကွန်ဆာနဲ့ပတ်သက်လို့ချက်ချင်းပိတ်ပင်လို့ရမှာမဟုတ်ပဲအစီအစဉ်တွေရေးဆွဲပြီးရေရှည်စီမံချက်တွေနဲ့ရေးဆွဲအကောင့်ထဲပေါ်လှုပ်ဆောင်သွားရမှာလည်းဖြစ်ပါတယ် စီကရဲကိုလှုပ်သလိုပါဗျာရင်းလုံးမြင့်လာရင်တောက်တုံးသူတွေနဲဝါပေါ့ကွာခွန်ရစီဆိုလည်းအဲခုနကပိတ်ပင်မှုများလာရင်တော့တံပိုးမြင့်လာတဲ့အခါမှာစားတော့စားတုံးသူကတော့ညော့သွားပေါ့ကွာအရာ၁၀ရာစားရတဲ့100 300ပဲဖြစ်သွားပေါ့ဒါလောက်တော့ဖြစ်သွားပါကျန်တဲ့အပိုင်းတော့သိနေသိကြပါအောင်စားမဲ့လူကတော့စားနေတယ်ဒါပေမဲ့အရင်အတွက်ညော့သွားတော့ကွန်ဆန်စီနဲ့ဆက်ဆက်ပစ္စည်းအရောင်းဝယ်ပြုလုပ်သူတွေအနေနဲ့လက်ရှိချိန်မှာအသင်းအဖွဲ့တွေဖွဲ့ထားတာမျိုးမရှိပေမဲ့တာဝန်ရှိသူတွေနဲ့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်သွားဖို့ကတော့လိုရှိနေတာပဲဖြစ်ပါတယ် တကယ်လို့ခုလိုကောလာဟလာတွေကြောင့်ကွန်ရွက်ဈေးကိုပါထိခိုက်လာမယ်ဆိုရင်တော့ကွန်ဆိုက်တောင်သူတွေရဲ့စာဝတ်နေရေးပါထိခိုက်လာနိုင်တယ်လို့လုပ်ငန်းရှင်တချို့ကဝေဖန်ထောက်ပြတာတွေလည်းရှိပါတယ်ကျွန်တော်ကြော်စေရပါ